အသူ့ကြောင့်တခုတ်ပြောပြမယ်။ဘာတွေကြောင့်ခဲ့လဲ၊ဘာတွေတွေ့ခဲ့လဲစဉ်းနေ။ဒီတခါလေးကြာရင်ဒီမမြင်ရတဲ့ပရလောကသို့ဒီကျွန်တော်တို့မတွေ့ရတဲ့တိုက်ဆက်တွေပဋ္ဌာန်းဆက်တွေရဲ့အဖြစ်ပြက်တွေကတခါတလေကြာရင်တော့ဒီဝမ်းနေစရာတခါလေကြာရင်အမြင်မှားတာတွေအသွေးမှားတာတွေလုံမိရင်လည်းခြေခွေစရာတွေ အဲ့တော့ဒီနေ့ပြောပြမယ့်အကြောင်းအရာကကိုယ်သွေးဖြစ်ရက်လေးဟောစောင်းလို့လည်းမဟုတ်ပါဘူးလေတခါလေကြာရင်ကိုယ်သွားတဲ့ချိန်နဲ့လူတယောက်ကကန့်ဆုံတဲ့ဟိုကန့်ဆုံတဲ့ချိန်အဲ့မလေးဖြစ်ဖြစ်ပါပြောပြမလားပြောပြမယ့်အကြောင်းအရာလေးကတော့ဗာလဲဆိုရင်ဒီတုဂ္ဂတု နေဖြက်နေတယ်ထင်ပြီးတော့တင်ကြိုင်းမြည်ရယ်တိမ်မြည်ရယ်ယူလာတဲ့ကိစ္စကိုပြောပြမယ်။အာလူစီယောက်ကဖုံဆက်လာတယ်။ဟာတဲ့တငယ်ချင်းနဲ့သွားစို့ကွာတဲ့ထိုးလူစီယောက်ကငါတို့ခေါ်ထားတယ်။အာအကူညီလာတောင်းတဲ့သဘောပဲ။အာအကူညီလာတောင်းသွားပြရမှာကိုတကယ်သိတယ်ဟုတ်လား။သွားပြရစီမီနီအိုဝေးဆက်ရတယ်ဆိုတော့လေသိတော့လား။ ဟိုပတ်စံမရကတော့ဘွယ်မရှိတဲ့သွားနေစေရဆိုပရဟိတခမဲ့ဟိုမသိရင်လေဟိုနောက်ဆုံးချိန်ဆိုကိုယ်လာပြေးတယ်လို့ပဲသွားတဲ့ခါဆရာတော့မဟုတ်နော်သွားတယ်သွားတဲ့ခါကျတော့အော်ကိုယ်သိအိမ်ဖြစ်နေတယ်အဲ့ဒီအိမ်ရောက်တဲ့ခါကျတော့ဘာတွေဖြစ်လာလဲဆိုရင်ဟာအော်အထွက်ယောက်ျားပါဖြစ်တယ်လေငါယောက်ျားလေဖြစ်နေတာနှစ်နှစ်ညီပါရှိပြီပေါ့နှစ်နှစ်ညီပါရှိပြီဆိုတော့ ။ငါမနေမြေတဲ့အတိုင်းပေါ့ကွယ်။တကယ်တော့သူ့ယောက်ျားသမီးနဲ့ခါကြတော့လေမလန်းဆက်သားဆိုဘာဖြစ်လို့ကျွန်တော်တို့ရှာလဲ။သူ့မိန်းမကလည်းတခါလေကြိုင်တိတ်လာပူပူကြည့်။ဆက်လက်ပြုတ်တန်အောင်ကြားလို့မရအောင်ဘီဘီဘီမဲအဲ့လိုပူလာ။အဲ့လိုပူတော့မိန်းမဆိုကဲလာစမ်းပါအောင်ဒီတခါမစစ်ထိတ်သူများစီပါ။ဟုတ်ကိုကိုတိုင်းပူပူးနေတယ်ဆိုတော့ကိုယောက်ျားရဲ့ကိစ္စကိုကိုကိုတိုင်းပူပြီးတော့ကဲ အစွဲထောက်ရအောင်ဘာလဲလောက်ထားလဲပေါ့ကိုယောက်ကြအောင်မဟုတ်ဘူးတဲ့ဒီတလောတဲ့ငါယောက်ကြားကတဲ့ဆက်ဆနာကြီးကြိုင်နိုးလာပြီဟာဘာလို့နိုးလာတာလဲစနေစစ်ဆိုအိမ်မရဘူးသူထလာပြီသူလှုပ်ရှားလာတယ်သူလှုပ်ရှားနိုင်လာတယ်ဘာလဲဖြစ်နေမှလားသိဘူးဟာဒါဆိုသူသူဆန်းဆန်းပေါ့ဒီနေမကောင်းနေတဲ့လမ်းလျှောက်လို့မရတဲ့လူက ထလာတာဆိုတာထက်ကို तू လှောက်ရှားလာပေါ့ခါတိုင်းဆို easy အဲ့နဲ့ပုံစံဖြစ်မှာပေါ့ဟာဟုတ်လားဒါဆိုရင်ဗမာလူနာချက်ပဲကြည့်ကိုကလူနာကြည့်လိုက်တဲ့ချိန်မှာဘာမြင်မိလဲဆိုတော့อืมတရက်ပင်မြင်လိုက်ရောဟာဒါဆိုဒီတရက်ပင်မှာရှိတဲ့အဆောက်ကဒီကောင်ကိုဘရုကူညီနဲ့ ဘာညာတရကဘောကိုလည်းသိလို့မဟုတ်ဘူးရန်တောက်ပြီးတော့မစ္စမိုက်ကြည့်တာတရပင်မြင်သွားတယ်အားဒါဆိုဘလို့ဖြစ်လဲဗောအကဲတရပင်ရှိခဲ့လားရှိခဲ့တယ်တဲ့သူလုံခဲ့တဲ့နှစ်ကတရပင်ခောက်လိုက်တယ်အားအမတို့အခုဒီတရပင်ခောက်ကအနေစပြီးတော့ဒီလူနာကကျမ်းမရေချူချပြီးတော့လဲသွားတာအခုဆိုနှစ်နှစ်ပြည့်တော့မယ်ဆိုရင်ဒီပြဿနာမှန်လားဆိုတော့ အဲဟုတ်တယ်တဲ့တရက်ပင်ခောက်ပြီးကလေးသူကြမ်းမရေမကောင်းဘူးခြူကြပြီးတော့လဲပြီးတော့အခုဒီချိန်နေဒီရောက်လာတယ်အာဒါဆိုရင်ဒါဆိုတော့အစလေးနေရတိတာအစလေးနည်းနည်းဆွဲထုတ်လိုက်တာအစရတဲ့အခါကျတော့ကဲနောက်ထပ်စစ်လိုက်တယ်ဒီလူနာကဒီတလောမှာမှဒီလိုနည်းနည်းလှုပ်ရှားနိုင်တယ်အတန်ဒီပေးနိုင်တယ်ဆိုတော့ဘာတွေရှိနေလဲဆိုတော့ကြည့်တဲ့အခါကျတော့ဟာမြေတွေတွေ့တော့ဗော့ မြေတွေတွေ့တော့ကဲရမှာဘာမြေတွေလဲအဲငါလင်ကိုတဲ့သူများပြောတော့ဖောက်ဆိုပြီးတော့တဲ့ငါကားတဲ့ဟိုတနေ့ကားတဲ့တင်းချိုင်းမြေရဲ့တိမ်မြေရဲ့ဖယားမြေရဲ့ယူပြီးတော့တဲ့ခေါင်းအောက်မှာထည့်ထားတော့ဒီအဲ့ငတဲ့လူနာရဲ့ခေါင်းအောက်မှာသူကိုယ်တိုင်တယူတဲ့မြေကိုသူထည့်လိုက်တာသူ့ကိုယ်သူလိုဟိုဓာတ်စံကြည်တို့လိုနတ်စံကြည်တို့လိုတိရပယောကစံကြည်တို့လိုပူပူဧကရီဆိုတာလေ ဟာအဲ့လိုလုံးလို့မရဘူးအဲ့ဒီမြေကျွန်တော်ပေးအဲအဲ့ဒီမြေကျွန်တော်ပေးယူလိုက်ရောယူလိုက်တယ်ဒါမဲ့အာယုံပြုတ်လိုက်တယ်ဒီလူနာမှာရှိနေတဲ့ဒီအမိကိုပြုတ်ပြီးတော့ဒီလူနာကိုအမိပြုတ်ပြီးတော့နေထိုင်စားတောက်ကျင်လေနေတဲ့အပင်ငါပုတ်ကိုဘယ်သူဘယ်ဝါရအစ်တော်မသိဘူးအတင်တို့ဖြစ်ချင်တာကိုလိုချင်တာကို အိမ်မက်ပေးကဲငါပြန်ပြီးအိမ်မက်ပေးမယ်သူပေးတော့လိုက်ကိုကလည်းလောက်တက်လို့မဟုတ်နော်အိမ်မက်ပေးဆိုပြန်သွားတာပဲကိုကပေါ့ပေါ့ပေါ့ပါပြန်သွားတယ်ပေါ့ပါပြန်သွားတော့အဲ့ဒီတပတ်လောက်နေတော့အဲ့ဒီလူနာကအဲ့ဒီအိမ်ကလှူတဲ့ဘာရှော့ရှော့ဝပီလာပေါ့နော်อืม ေရှောကလည်းသူ့ဘုချွေကောင်းွားတယ်ဆိုပြီးသူ့အင်းနဲ့ပဲနေလိုက်တော့နောက်နောက်တောင်းလေးရကြတော့သူ့ဝိုင်းမနဲ့တွေ့တယ်ပြောပြအောင်မဲတဲ့ပြောပါအောင်အိမ်မက်ကိုသူ့ဘုလို့တော့ပေးလဲဆိုရင်လေဒီလဲနေတဲ့ဖခင်ကြီးရဲ့တမီးကနိုင်ငံသားမှရှိနိုင်ငံသားမှရှိတယ်ဘာတပေးလဲဆိုရင်အပင်တပင်နဲ့သူ့ကိုနေရာပြန်ပေးပြီးဒီကနေ့သူသွားပေးမယ်ဆိုတော့နာဒီတပြေပင်တပင်နဲ့ဘုံရောက်တလှူလိုက်တဲ့ခါကျတော့ ဒီလူနာသူလက်လွတ်လိုက်တဲ့တဘောတခါလေကြာရင်တခါလေကြာရင်ဘာလဲဆိုရင်ပြောပြမယ်ဘဝမှာလေမမြင်ရတဲ့ပရလောကမမြင်ရတဲ့ပြည်မှာရှိနေတဲ့အရာတွေကိုကိုကိုတိုင်တတ်တယ်ဆိုပြီးတော့လဲတော့မလုပ်နဲ့နော်အဲ့ဒါအစင်မပြေဘူးအဲ့တော့ကိုယ့်ရဲ့လက်ခံနိုင်တဲ့အခြေအနေထဲမှာ ကျွမ်းကျင်တဲ့ဆရာတွေကျွမ်းကျင်တဲ့ဘုန်းကြီးတွေကျွမ်းကျင်တဲ့လူတွေရှိတယ်လေးလာပါသုံးသက်ပါဒီဖောက်ဆိုတာကလူမှကတ်နေမဟုတ်ဘူးလူကအမိပြုတ်ပြီးတော့သူကနေထိုင်စားတောက်နေတဲ့ဘောဒါကအမိတည်းပြုတ်တဲ့အကောင်နေမှာပဲဒါကမေတ္တာပို့ပေးနော်အဲ့မျိုးဖြစ်တဲ့အခါကျတော့အဲ့မျိုးပြင်တပင်ပေးတဲ့သူအစားထိုးပြီးတော့ဂျာတဲ့ကနေမေတ္တာရက်ခန့်ပေးလိုက်တယ်ဆက်ဆက်ကလေးကကျွန်တော်မပြန်ခင်ကလေးက မေတ္တာရခန့်သာပိတာပဲအာမေတ္တာမေတ္တာရခန့်သာပိတာကိစ္စကိုသူကအပင်ကိုအပင်လို့ဆိုသူသမီးအဲ့မပေတော့သူသမီးရသူ့မိဖုံးဆက်ပြီးတော့ပြောပြလိုက်တယ်အာဒီဒါနာထောင်ပြီးလို့ကျွန်တော်ဘာသူတစ်ခုရလဲဆိုရင်လေအပင်နေခောက်တဲ့ခါကျတချို့ကဖြစ်တယ်လို့ခောက်တယ်အဲ့ပြဿနာလေးတွေအများကြီးကျွန်တော်တွေးကြုံခဲ့တယ်ဖြစ်တယ်လို့ခောက်တော့တကယ် အပင်မာနေတဲ့နတ်နေကိုင်းတို့ဘာတို့ရှိတယ်လေနတ်နေကိုင်းချက်ပြီးတည်တယ်ဥပမာတချို့အပင်နေပင်မဖောက်ခင်မခောက်ခင်ပါဆိုရင်ခွေ့တောင်းလိုက်ပါတတိနားလေတဲ့လူတွေတဲ့အဲ့တော့တစ်ခါလေးကြာရင်မဖြစ်သေးတာလေးတွေဖြစ်သွားတယ်ဒါမဲ့လူကကံရောက်လိုက်ဘာမှလည်းပြေးမလို့ဆိုတော့လက်ခံရမယ်เนาะဒါကြောင့် ဒီအကြောင်းအရာလေးကိုနားထောင်ပြီးရင်ပရိတ်တတိထေကဒါလေးကဖြစ်တည်လားမဖြစ်တည်တာလဲစဉ်းစားစရာဖြစ်နေမယ်။အဲကြောင့်အကျိုးအကြောင်းမသူရင်မမ်းမဝင်ပြီးတော့ဖြေခဲ့ကိုနဲ့တိုက်ဆိုင်နိုင်ရှိနေပြောခဲ့အာဒီထက်များတဲ့အကြောင်းအရာတွေကိုဘဝရဲ့အသွေးကြုံကနေတစ်စနောက်ထပ်သင်ဆက်ပေးပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်